ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးစစ်ရေးသတင်းအနေဖြင့်အပြစ်ရက်ကျင်းညာထားချိန်မှာစစ်ကောင်စီဘက်ကစတင်တိုက်ခိုက်လာတာကြောင့်စစ်ဒေသတစ်ပူပေါင်းတပ်ကအင်းတော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။အပြစ်ရက်ထားချိန်မှာစစ်ကောင်စီဘက်ကတိုက်ခိုက်မှုတွေစတင်လှုပ်ဆောင်ခဲ့တာကြောင့်စစ်ဒေသတစ်ပူပေါင်းတပ်ကခုခံတိုက်ခိုက်ရင်းအင်းတော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဧပြီလ၈ရက်ညပိုင်းမှာဖော်ပြပါဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကအပြည့်ရထားမယ်လို့ကြေညာထားသလိုစစ်ကောင်စီဘက်ကလည်းဧပြီလ2ရက်ကနေ22ရက်ထိအပြည့်ရမယ်လို့ကြေညာထားပေမဲ့စစ်ကောင်စီဘက်ကဧပြီလ2ရက်ညပိုင်းမှာဗမော်မြို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး ဧပြီလ3ရက်နေ့မှာအင်းတော်နဲ့ဝိုင်းမော်မြို့ကိုလေကြောင်းကနေတိုက်ခိုက်တာမြေပြင်ကနေထိုးစစ်စင်နာရီပြုတ်လုခဲ့တယ်လို့ဒေတာသတင်းရင်းမြစ်တွေကလည်းအသိပေးပါတယ်။အခုလိုပြည့်ရက်ထားမယ်လို့ထုတ်ပြန်ထားပေမဲ့စစ်ကောင်စီဘက်ကစတင်တိုက်ခိုက်လာတဲ့အတွက်အမှတ်၁စစ်ဒေတာပူပေါင်းတပ်တွေကခုခံတိုက်ခိုက်ရာကနေကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းနဲ့အင်းတော်မြို့တစ်ခုလုံးကိုဧပြီလ9ရက်ညနေမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့ KIA သတင်းပြန်ကြားရေးကဆိုပါတယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်တုံးမန်းတွေနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့တာကိုလည်းအသိပေးထားပါဗျ။ဖမ်းမိခဲ့တဲ့စစ်တုံးမန်းအရေအတွက်ကိုဖော်ပြမထားပေမဲ့စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရစစ်တုံးမန်း40ကျော်ဟာဝေဇာအမြောက်120မမလက်နက်ကြီးနဲ့လက်နက်ငယ်မျိုးစုံအပါအဝင်ခဲယမ်းကြီးအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။ အင်တော်မျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့အင်တော်မျိုးသိန်းတိုက်ပွဲကိုကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသအနေနဲ့ရှစ်လကြာကြာတိုက်ခိုက်ခဲ့ရပြီးတပ်မမှုနဲ့အဖွဲ့ထွက်ပြေးသွားတယ်လို့အသိပေးထားပါတယ်။အင်တော်မျိုးဟာစစ်ကောင်စီတပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတပ်မမှုကိုယ်တိုင်ကြီးကြပ်ကုတ်ကဲနေတာလို့သိရပါတယ်ခင်ဗျာ။ ဒုတိယစီးရဲသတင်းနေဖြင့်အကြံဖတ်စစ်ကောင်စီကအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ပြီးနောက်ပိုင်းအချိန်နာရီမကြာပဲအရက်သားပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့မန္တလေး PDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဖတ်စစ်ကောင်စီဟာအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ပြီးနောက်ပိုင်းအချိန်နာရီမကြာပဲအရက်သားပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့မန္တလေး PDF ကပြောဆိုလိုက်ပါတယ်။ မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းသခိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအားဆိုင်လှုပ်ဆောင်နိုင်ဖို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေအားလုံးငလင်တန်းတဲ့ဆက်ဆက်ဒေသတွေမှာမိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကလွဲလို့ ထိုးစစ်အားလုံးသုံးဘက်ခန့်ရက်စဲထားမယ်လို့ထုတ်ပြန်ကြေညာခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့လည်းစစ်စင်ရေးတွေယာယီရက်ဆိုင်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်ကောင်စီကလည်းဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရက်ထားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လက်တွေ့မြေပြင်မှာတော့အကြံဖတ်စစ်ကောင်စီဟာဒီကြေညာချက်ထုတ်ပြန်ပြီးအချိန်နာရီမချဘဲအရသာပြည်သူတွေနေထိုင်ရာမြို့ရွာဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်ခဲ့တာတွေ့ရတယ်လို့အသိပေးပါတယ်။အကြံဖတ်စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်ထားမယ်လို့ကြေညာပြီးချိန်မှာစစ် င်ကူးမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှု2ကြိမ်၊မရရမြို့နယ်မှာ2ကြိမ်၊တပိတ်ချင်းမြို့နယ်မှာ5ကြိမ်၊မိုးကုံမြို့နယ်မှာ2ကြိမ်နဲ့နောင်ချုံမြို့နယ်မှာ2ကြိမ်ပြုလုပ်ခဲ့တာတပ်သေးအထောက်အထားတွေနဲ့မှတ်တမ်းတင်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အကြံဖက်စစ်ကောင်စီဟာမြေပြင်ကနေစစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်းလုံးဝရပ်နားတာမရှိဘဲဆက်လက်လှုပ်ဆောင်နေတာတွေ့ရတယ်လို့ဆိုပါတယ်။အခုလိုအကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူအချို့ထိခိုက်သေးဆုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်အကြံဖတ်စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်စဲမယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာငလင်ဘေးကိုအကြောင်းပြုပြီးပြည်သူလူထုနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအကြားနိုင်ငံရေးအမျက်ထုတ်လို့တဲ့လောက်ကျန်လီစဲမှုတစ်ခုသာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီမြင်းညံမှာရှိတဲ့စစ်တပ်အထိုင်ဂိတ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာမှာစစ်သား14ဦးသေဆုံးပြီး10ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ် မန္တလေးတိုင်းမြင်းညံမြို့အမှတ်၁၈ရပ်ကွက်မှာရှိတဲ့စစ်တပ်အထိုင်ဂိတ်ကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာစစ်သား၁၄ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့မြင်းညံ Black Tiger MPD တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အဲဒီစစ်တပ်အထိုင်ဂိတ်ကိုမြင်းညံ Black Tiger MPD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်တွေကဧပြီလ6ရက်နေ့ညနေ4နာရီခွဲလောက်မှာအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲကြာမြင့်ချိန်တနာရီနီးပါးမှာစစ်သား၁၄ဦးသေဆုံးပြီးအမှတ်၁၈အုပ်ချုပ်ရေးမှုအပါအဝင်တပ်သား၈ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ဒါအပြင်စစ်တပ်ဂိတ်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ကားကိုလည်းကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုတွေရှိပေမဲ့ထိခိုက်သေးဆုံးမှုအခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေတယ်လို့ MBD တပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MBD တပ်ဖွဲ့နဲ့မဟာမိတ်တွေဖြစ်တဲ့ဝစားပျောက်ကြားတပ်ဖွဲ့ BGF တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဆလဘီ အုပ်ဖို့မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားတွေကိုအရက်တိုက်ပြီးပြည်သူပိုင်းအိမ်တွေကိုမီးရှို့ခိုင်းတဲ့ယာအိမ်မှုကိုရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်အတွင်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားတွေကိုအရက်တိုက်ပြီးပြည်သူပိုင်းအိမ်တွေကိုမီးရှို့ခိုင်းတဲ့ယာအိမ်မှုတအုပ်ကိုရှင်းလင်းခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကထုတ်ပြန်ပါတယ်။ ခမရ6ကနေဆိုင်ကယ်မောင်းပြီးပြန်လာတဲ့အုပ်ဖို့မြို့နယ်တရက်နှစ်ဖြားလိန်အုပ်စု ပေါင်းတယ်စုရွာက ပြူကောင်းဆောင်ယာအိမ်မှုဖိုးဖြူကို မနေ့ဧပြီလ10ရက်နေ့လယ်တနာရီခွဲခန့်မှာတာယာရီခရိုင်တရင်3800တက်ခွဲလေးမြေရောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကရဲဘော်တွေပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါဗျ။ တင်ဆုံသွားတဲ့ဖိုးဖြူစီကနေလက်ပစ်ဘုံတစ်လုံးဆိုင်ကယ်တစ်စီးစစ်ကောင်စီတက်နဲ့ဆက်သွဲပြောဆိုရမှာတုံးနဲ့ဖုန်းနှလုံးနဲ့ငွေကျပ်6800သိန်းဆဲရရှိခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ဖြူစော်ထီကောင်းဆောင်ဖြစ်တဲ့ဖိုးဖြူဟာတော်လိုင်းရဲဘော်တွေရဲ့အချက်လက်တွေစုံစမ်းထောက်လှမ်းပြီးစစ်တပ်ကိုသတင်းပို့တာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားနဲ့ရဲတွေကိုသူ့အိမ်မှာဧည့်ခံကျွေးမွေးပြီးပြည်သူပိုင်းအိမ်တွေကပစ္စည်းတွေကိုခိုးယူခိုင်းတဲ့အပြင်မိရှုခိုင်းတာတွေလုဆောင်နေတဲ့အတွက်အခုလိုအေးအေးယူရတာလို့မြေရောက်ပြောက်ကြားတက်ဖွဲ့ ဖို့ကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်သူတို့ရှိတဲ့နေရာတွေကိုသွာလာနေထိုင်တာမျိုးမလုပ်ကြဖို့မြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဒေသနေပြည်သူတွေကိုလည်းအသိပေးထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးတဲ့အနေဖြင့်ဆလင်းနယ်ကတောင်ပေါ်ရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့်အိမ်၁၇လုံးမီးလောင်ပြကျတဲ့သတင်းကိုတင်ပြပေးပါမယ်။ မကွေးတိုင်းဆလင်းမြို့နယ်မြောက်ပိုင်းမှာရှိတဲ့တောင်ပေါ်ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့်အိမ်16လုံးမီးလောင်ပြာချခဲ့ရတယ်လို့ဆလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ဧပြီလ6ရက်နေ့ညနေ4နာရီခန့်မှာတောင်ပေါ်ရွာကိုအကြမ်းဖက်စစ်တပ်က၄နေရာခွဲပြီးမီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်အိမ်16လုံးအပြင်ဇပကြီးရှိတဲ့နွားတင်းကုတ်၄လုံးလည်းမီးလောင်ပြာချခဲ့ရတယ်လို့သိရပါတယ်။အခုလိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုပြည်သူ့ကာကွယ်ရေး PDF PDF ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ချိန်မှာစစ်ကောင်စီတပ်သားတွေစုခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်မင်းတီဟန်တို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ